ကျွန်တော်တိုင်းရင်သားပါကချင်တိုင်းရင်သားပါဗျအတန်ဝဲရနဲ့ပတ်သက်ပြီးမှကြတော့တခါတလေကကြတော့ဒီတချို့လူတွေကကြတော့ချစ်စရာကောင်းတယ်လို့မြင်တယ်လို့တချို့လူတွေအတွက်ကကြတော့လဲကဲရဲစရာတခုလူမြင်တာတွေရှိရပါဘောအဲ့အရာအဲ့အရာတွေကကြတော့ရန်ဖန်ရန်ခါကြုံဖြစ်ပါတယ်ဒါပေမဲ့အာများတော့အပြည့်ကကြတော့ဘယ်လိုပြောရမလဲချစ်စရာကောင်းတယ်လို့ပဲမြင်ကြပါတယ်ကျေးဇူးတင်ပါတယ်အဲ့လိုမြင်ပေးတဲ့လူတွေအားလုံးကိုလည်းဟုတ်ဒီတရုတ်ဆောင်တဲ့အချိန်တွေမှာကြတော့ အာအဲ့လိုမျိုးစကားအချက်အခဲရကြတော့အများကြီးကြုံရတာမရှိပါဘူးအကုန်လုံးအဆင်ပြေပါတယ်ဒီကြတော့ဒီအဆင်ပြေလို့လဲကျွန်တော်ဇလန်တွဲဆိုရင်6ကယုံကြည်က3ကရိုက်ပြီးပြီလေနော်ဗီဒီယိုကားတွေလည်းရိုက်ရိုက်ထားတယ်အဲ့အဲ့အကြောင်းမို့လဲသူကနေတူတော့ဒီရိုက်လာရတဲ့အပေါ်မှာကျတော့အားလုံးတော့အဆင်ပြေပါတယ် ကဲ့ပါဒီနေ့ကကြတော့အာဆရာဖြစ်တဲ့ဒရိုက်တာဆရာဟင်းစိုးရဲ့တင်တန်းစင်ပွဲမှာလာရောက်တက်ရောက်ရေးဖြစ်တဲ့အကြောင်းရင်းကကြတော့ဆရာလည်းဖိတ်လို့ပေါ့နော်ဆရာဖိတ်လို့လာတက်ရောက်ရခြင်းဖြစ်ပါလေအရှိမလဲဆရာရယ်နဲ့ကားရိတ်ထားတယ်ရှိရောအဲ့ဒါနဲ့ဆရာနဲ့လည်းမဆုံးပြတတ်ကြတော့လာရောက်လာတက်ရောက်ရခြင်းဖြစ်ပါတယ်အာဆရာကကြတော့ဆရာနဲ့ကျွန်တော်ကကြတော့ ကားရိုက်တဲ့အချိန်မှာအဆုံဖူးတဲ့အချိန်မှာကျတော့ဆရာအများကြီးတင်ပေးတယ်ပြီးကြတော့အများကြီးလည်းဆရာဆရာပညာတွေရရပါတယ်ပြီးကြတော့ဒီတင်သန်းချောင်းကအာတင်ရချင်းတွေလည်းအာအကူအမတွေညီလေးညီမလေးတွေအားလုံးလည်းအာဆရာရဲ့အာတင်ကြမှုအောက်မှာဆိုတော့အကောင်းဆုံးဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ် အော်အခုကျွန်တော်အနုပညာနဲ့ပတ်သက်ပြီးမှကျွန်တော်အာဇလန်တွဲတွေဝင်နေပါတယ်ဗောနော်ဒီမီမီနီစီရီလေးလေးတွေဗောတကြံကားလေးတွေဝင်နေပါတယ်ဟုတ်ကျွန်တော်တိုင်းရင်သားပါကချင်တိုင်းရင်သားပါဗျအအတန်ဝဲရနဲ့ပတ်သက်ပြီးမှကြတော့တခါတလေကကြတော့ဒီတချို့လူတွေကကြတော့ချစ်စရာကောင်းတယ်လို့မြင်တယ်လို့တချို့လူတွေအတွက်ကကြတော့လဲကဲရဲစရာတခုလူမြင်တာတွေရှိရဗောအဲ့အရာအဲ့အရာကကြတော့ရန်ဖန်ရန်ခါကြုံဖြစ်ပါတယ်ဒါပေမဲ့အများတော့အပြစ်ကကြတော့ ဘယ်လိုပြောရမလဲချစ်စရာကောင်းတယ်လို့ပဲမြင်ကြပါတယ်ကျေးဇူးတင်ပါတယ်အဲ့လိုမြင်ပေးတဲ့လူတွေအားလုံးကိုလည်းတိုင်းရင်းသားဆိုတော့များတော့အဖြစ်ကြတော့အနည်းနဲ့အများတော့စကားဝဲတာတွေရှိတာပေါ့နော်အဲ့အားကြတော့ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့အာလပ်ပါတဲ့အမှုအရာလေးတစ်ခုလို့ဖြစ်မယ်ထင်ပါတယ်ဟုတ်ဟုတ်ဒီတိရုပ်ဆောင်တဲ့အချိန်တွေမှာကြတော့အာအဲ့လိုမျိုးစကားအချက်အခဲကြတော့အများကြီးကြုံရတာမရှိပါဘူးအကုန်လုံးအဆင်ပြေပါတယ်ဒီကြတော့ ဒီအစင်ပြေလို့လဲကျွန်တော်ဇလန်တွဲဆိုရင်6ကားယုံကြီးကား3ကားရိုက်ပြီးပြီလေနော်ဗီဒီယိုကားတွေလည်းရိုက်ရိုက်ထားတယ်အဲ့ဒါအဲ့ဒါကြောင့်မို့လဲသူကနေသူတော့ဒီရိုက်လာရတဲ့အပေါ်မှာကျတော့အားလုံးတော့အစင်ပြေပါဟုတ်ဒီအနုပညာနဲ့ပတ်သက်ပြီးမှကျတော့အအတိုင်းထအလွန်ပေါ့ဗျာကျွန်တော်ကကျတော့အာဒီကန့်တက်ထားတာမရှိဘူးကျွန်တော်တွားနေတွားတွားလို့ရနိုင်တဲ့လောက်ကိုကျွန်တော်ဆက်သွားချင်ပါတယ်ဗျာ တော့ကကျွန်တော်ကိုယ်တိုင်မြင်သားဖြစ်ရဖို့အတွက်ကျွန်တော်တိရုပ်ဆောင်ကောင်ဖြစ်ရဖို့ကပိုပြီးမှကျွန်တော်အတွက်ပိုပြီးဘယ်လိုပြောမလဲပိုစူးစမ်းချင်တာပေါ့နော်ကျွန်တော်တိရုပ်ဆောင်ကောင်တရားဝယ်ဖြစ်ချင်တာပေါ့ဟုတ်အဲအဲ့အားကကျတော့မြင်သားရယ်ခေါင်းဆောင်မြင်သားရယ်အဲ့အားတွေကကျတော့ကျွန်တော်တို့ခွဲလို့မရဘူးအဲ့အားကကျတော့ကြည့်ရှုတဲ့ပရိသတ်တွေအပေါ်မှာပဲမူတည်ပါလေဗျသူတို့အမြင်သားလို့မြင်ရင်မြင်သားဖြစ်တာပေါ့အကေသူတို့ကမြင်သားလို့မမြင်ရင်လည်းမြင်သားမဟုတ်ဘူးပေါ့အဲ့အားကကျတော့ကျွန်တော်တို့အပိုင်းမဟုတ်တော့ ကျွန်တော်တို့ဆုံးဖြတ်လို့မရဘူးဗျာဟုတ်ကျွန်တော်အနေနဲ့ကကျတော့တတ်မှတ်မှုမရှိပါဘူးဒီအနုပညာလောကကိုမင်တာတယောက်ဖြည့်ရမယ်ဆိုတော့ရည်ရချက်နဲ့ဝင်လာတာမဟုတ်ဘူးကျွန်တော်ကကျတော့အာကျွန်တော်အကောင်းဆုံးနောက်တစ်ချိန်မှာကျွန်တော်အသက်တွေရလာတဲ့အချိန်မှာကျွန်တော်ရဲ့ရည်မှန်းချက်တစ်ခုကကျတော့အာကိုတဲ့ငယ်တဲ့ junior လေးတွေကိုကိုအကောင်းဆုံးလမ်းမှန်ရအောင်ပို့ပေးခြင်းပဲဘာလို့လဲဆိုတော့ဒီအနုပညာကကျတော့အရန်နဲ့ကြီးရအာဒီအနုပညာအကြောင်းမို့လဲပျက်စီးသွားတဲ့လူတွေအများကြီးရှိတယ်လို့ အာတိုးတက်သွားတဲ့လူငယ်တွေအများကြီးပဲအဲ့ဒါကြောင့်မို့ကျွန်တော်ကကိုသက်ငယ်တဲ့ junior လေးတွေကိုနောက်တစ်ချိန်ကျရင်ကိုလက်တွဲခေါ်ချင်လို့ကိုလည်းနေရာတနေရာဒီအမှုပညာနယ်ပယ်မှာရောက်ထားချင်လို့ကျွန်တော်ဝင်လာခဲ့တာပါတော့အမှုပညာမျိုးရင်းမရှိပါဘူးဘယ်သူမှမရှိပါဘူးအမှုပညာမျိုးရောအာပထမဦးဆုံးအနေနဲ့ကကြတော့ဒီအမှုပညာလောကထဲမှာကြတော့များတော့အပြည့်ကြတော့အားလုံးကိုအားကြပါတယ်အားလုံးကတယောက်နဲ့တယောက်အာအတာချက်တွေမတူဘူးအားနည်းချက်တွေမတူဘူးတော့အားလုံးကို အားကြတဲ့လူတွေများပါတယ်ဟုတ်ကဲ့တယောက်တည်းမြင်တယောက်တည်းမြင်တယ်ရေလို့မရှိပါဘူးဥပမာကိုမြင့်မြတ်ကိုကြိုက်ကြိုက်ကြိုက်တဲ့ပုံစံရှိတယ်လို့ကိုနေသူကိုကြိုက်တဲ့ပုံစံလည်းရှိရအဲ့လိုမျိုးတွေပေါ့နော်အမျိုးမျိုးတော့ရှိတာပေါ့အဲအကြောင်းမို့တူဦးတယောက်တည်းရေတော့ပုံကိုယ်ဆွဲတော့မရှိဘူးဒါပေမဲ့အာများတော့အဖြစ်သူတို့စီကနေ inspire ယူတာများတယ်သူတို့ရဲ့အတွားအလာလေးတွေကအစားကျွန်တော်လေ့လာဖြစ်ပါတယ်ခင်ဗျာ